နမည်ကြီးချင်နေရမဟုတ်ဘူးလို့ရှင်းပြလာတဲ့လင်းပြင်းဟင်းပြိတ္တမြောင်အောင်လုံးမေမိလာပါရှင်မြမစားပြန်ပွဲဝင်လင်းပြင်းဟင်းကတော့အခုစဉ်ရိုက်ကွင်းရဲ့အတွေ့အကြုံမှပါဝင်ရိုက်ကွင်းလာတော့မှဖြစ်ပြီးအခုလက်ရှိမှာတော့လင်းပြင်းဟင်းကကျွန်ညာအတွေ့အကြုံရိုက်ကွင်းပြနေရပါတယ်လင်းပြင်းဟင်းကတော့သူ့အနေနဲ့အမှုပြလို့တွေ့ကိုစ조사လုပ်ခိုင်းနေရကနမည်ကြီးချင်တာလို့မဟုတ်ပဲသူရဲ့စ조사မှုတွေကိုပြိတ္တတွေကအတိမတ်ပြလက်ခံပြီးကိုပဲကျင့်နေပါပြီလို့ဆိုပါတယ် အခုဆိုရင်လင်းပြေဟင်ကအနုပြာလို့တွေကိုစူးစမ်းလုပ်ခိုင်းနေတယ်လို့တပတ်မှလည်းလင်းပြေဟင်ကဘရိုက်တာလို့တွေကိုထနိုင်တဲ့ဖက်ခါနေဆောင်ရပေးနေရကိုတွေ့ရပါတယ်။သူကတော့ဝဒနာပါရလို့တွေကိုစူးစမ်းလုပ်ခိုင်းရင်ဖြတ်တန်းနေသူပါ။ရက်ကိုရဲ့အတွေ့တွေနဲ့ပတ်သက်ပြီးတော့လေလင်းပြေဟင်ကခုလိုပဲပြောပြလာခဲ့ပါတယ်။လင်းပြေဟင်ကမကြမီဇလန်တွေအတစ်လေးမှပါဝင်ရဖို့ရှိနေရပါတော့။အခွင့်အရေးရုံအကောင်းဆုံးစူးစမ်းသွားမယ်။ကိုဝဒနာပါရလို့တွေကိုလိုရတာကပြောစရာကောင်းပါတယ်။ အခုတော့ကျွန်တော်လေးတွေကိုရိုက်ကူနေရတယ်။နာမည်ရိုက်ကူရဲ့အတက်တွေမှာအကောင်းဆုံးစူးစမ်းသွားမယ်။ဆိုပြီးလင်းပြေဟင်ကပြောပြလာခဲ့ပါတယ်။အခုလက်ရှိမှာတော့လင်းပြေဟင်ကနုပြလုံးတွေမှာမျိုးမျိုးတွေကိုရရှိနေပြီဖြစ်ပြီးဗိတရီရဲ့အပြည့်မှုတွေကိုအပြည့်ဝရရှိနေပါတယ်။လင်းပြေဟင်ကဒူဝတနာပါတဲ့တခြင်းဆိုတာကိုစူးစမ်းသွားမှာဖြစ်ပြီးလူငယ်တယောက်ပြပြမျိုးလင်းချက်အပြည့်နဲ့သူရဲ့ဝတနာပါတဲ့အလုပ်တွေကိုအကောင့်ချေပေါ်သွားမယ်လို့ဆိုပါတယ်။ အခုလက်ရှိမှာတော့လင်းပြင်းဟင်ကဆိုတော့ပိုးမီရဲ့လက်တွဲခေါ်အာပိမူရီကိုခံရပြီးဖြစ်ပြီးသဝဒနာပါရနုပညာလုပ်တွေမှာစူးစမ်းခွင့်ရနေပြီဖြစ်ပါတယ်။လင်းပြင်းဟင်ကတော့မြန်မာစတာတချင်းဆိုပြိုင်ပွဲကနေဖနယ်ကိစ္စနဲ့နာမည်ကြီးလာပြီးအခုဆိုရင်ဘဝတဆင်ချိုးပြောင်းလဲခဲ့ရတဲ့အထီးကိုအောင်မြင်မှုရနေပြီဖြစ်ပါတယ်။လင်းပြင်းဟင်ကတော့မကြာမီမှာတချင်တက်လီတွေထွက်ရှိလာမယ့်အကြောင်းတွေကိုလည်းလင်းပြင်းဟင်ကအခုလိုပဲပြောပြလာခဲ့ပါတယ်။လင်းပြင်းဟင်ကပရိသတ်ရဲ့အာပိမူရီနဲ့အခုလိုတချင်လေးလုံနိုင်လာခဲ့တာပါ။ နောက်ထပ်လည်းအစီအစဉ်ထားရပေါ့နော်ကုလိုချင်တဲ့အမှုပြလို့တွင်နေအခုလိုပရိသတ်တွေရဲ့အပီမူရီကိုခံခဲ့ရတော့အရင်ပြောရပါတယ်ကျွန်တော်ကဝတ္တနာပါရဲ့အမှုပြလို့တွေကိုပဲဗစ်တိုရီယာအပီရာကိုခံချင်တာပါဒီအမှုပြလေးတွေနဲ့အောင်မြင်ချင်ပါတယ်အားလုံးရဲ့အပီမူရီနဲ့တူအကောင်းဆုံးကြိုးစားသွားမှာပါဆိုပြီးတော့ပြောပြလာခဲ့ပါတယ်ဒီနေ့မှာတော့ဆိုတော့ပိုးမီကိုလင်းပြင်းဟင်းနဲ့တူတူတွေ့မြင်ရပြီးအဆိုတော်ပိုးမီနဲ့လင်းပြင်းဟင်းတို့ကအရင်ကိုယနေ့ခင်မြင်ကြတဲ့ဆက်စပ်ရေးကိုတည်ဆောက်ထားကိုတွေ့ရပါတယ် လင်းပြင်းဟင်ကသူ့ဝေဖန်နေကြတဲ့တချို့ပြည်သူတွေနဲ့ပတ်သက်ပြီးသူ့နေနဲ့ဘာမှကိုကွေမဆိုင်ပဲသူဝရဏပါတဲ့နုပြလို့တွေ့မှစူးစမ်းလုပ်ကင်သွားမယ်လို့ဆိုပါတယ်။အဲကြောင့်လေးတွေကိုလည်းလင်းပြင်းဟင်ကအခုလိုပဲပြောပြလာခဲ့ပါတယ်။လင်းပြင်းဟင်ကကျွန်တော်တော့ကျွန်တော်ကိုဝေဖန်လေးလေးပို့စူးစမ်းပြီးတော့စူးစမ်းလေးလေးပါပဲ။ဒီနေ့မှကစူးစမ်းလို့တော့မယ်။ကို့အဘေးဝင်းရဲ့ပေးနေကြတဲ့ပြည်သူတွေကိုလည်းကျေးဇူးတင်ပါတယ်ဆိုပြီးလင်းပြင်းဟင်ကပြောပြလာခဲ့ပါတယ်။ င်ပြင်းရင်ကတော့ခုဆိုရင်အလူရဲ့အပေးဝေးရမှုတွေနဲ့အတူစူးစားနေပြီဖြစ်ပြီးသူဝဒနာပါတဲ့နုပြလူတွေကိုလောက်ခွေရနေတဲ့အပေါ်မှာလည်းပျော်ရွှင်ပီတိဖြစ်နေရပါတယ်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းပရိသတ်တွေအတွက်အနုပြရှင်သတင်းကြောင်းများကိုတင်ဆက်ပေးဦးမှာဖြစ်လို့အတိအသင့်သောပရိသတ်တိုင်းမလို့တန်သိရှိနိုင်ဖို့အတွက်ဘိနာချက်ပေးခလုံးလေးကိုလည်းနေထားပေးကြအောင်ရှင်။အဆုံးထိအားပေးကြည့်ရှုမှုတော်လေးကျေးဇူးအများကြီးတင်ပါတယ်။